ဂျာမနီနိုင်ငံရဲ့မြူနစ်မှာရှိတဲ့ရေဘူးခွန်းတွေကို recycling လုပ်တဲ့ဆက်ကိုပြပါပါတယ်။သူကကျတော့ဒီတမျိုးလုံးမှာရှိတဲ့စူပါမားကတ်တိုင်းမှာဒီဆက်လေးရှိတယ်ပေါ့နော်။ကရေဘူးခွန်ပစ်တဲ့ဆက်နဲ့ပလင်းကိုပစ်တဲ့ဆက်တွေတသက်ဆိုပြီးပွဲထားတယ်။အခုပြနေတဲ့ site ကတော့ရေဘူးခွန်ပစ်တာ။ဒါပေမဲ့ရေဘူးခွန်တိုင်းလည်းမရဘူးပေါ့နော်။သူတို့အထက်မှာပြောထားတယ်ရေဘူးခွန်ရဲ့အထက်မှာ criteria ingredient တွေပေါ့နော်။ဒီရေဘူးကဘာနဲ့လုပ်ထားလဲပေါ့။ multi ရောမှာတော့ရေဘူးကိုစက်ကယူလာတာ သူကရေဘူးတစ်ခါထည့်မယ်ဆိုရင်အာ0.25ယူရိုလောက်တော့ပြန်ရတတယ်။ပလင်းခွန်ထည့်မယ်ဆိုရင်တော့0.8လောက်တော့ပြန်ရတယ်။အဲ့တော့ပြောရမယ်ဆိုရင်နိုင်ငံမှာအဲ့လို recycling လုပ်တဲ့အတွက်ကဟာရအရန်အဆင်ပြေတယ်ပြောရမှာပေါ့။ပြီးတော့ဂျန်ငယ်ကလည်းသူက recycling ရဲ့ sustainability တွေဝါရန်တာဂက်ထားတဲ့နိုင်ငံတွေကြောင့်မို့လို့ဒီလူကြီးလူငယ်တွေအသက်ရွယ်လိုက်ပေါ့နော်။အကုန်လုံးက တဝင်းချင်းကိုမချိခံအောင်အရင်အောင်ခရီးဆိုင်ကြရပြီဖြစ်ကြပါလေခုဆိုရင်ကျွန်တော်တို့ကဒီကိုပစ္စည်းရေဘူးတွေတွင်းထားတဲ့ပေါက်ချာလေးထွက်လာတယ်ပေါ့အဲ့ပေါက်ချာလေးကိုဒီဘက်မှာကောင်တာမှာတောက်ပြီးပတ်စံပြန်ထုတ်ပြီးလို့ရပါတယ်။အရင်နဲ့အစင်ပြည့်တဲ့အကြောင်းမလို့အဲ recycle ဖြစ်တဲ့များတော့စိတ်ဝင်စားကြတောင်းနေပြောရမှာပေါ့။